ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာမောင်ညိုမိုင်တန်လင်းရေးသားထားတဲ့တီ6000နဲ့ဘိုးခနဝင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကို like subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။လက်မညိုတက်ဖွဲ့ဝင်နေပါဗျာ။ကျုပ်တို့အုပ်စုမှာအဖွဲ့သား9ယောက်ရှိရဲ့ငတ်တိုးငတ်မိုးအောင်မောင် ောင်ကောင်းနဲ့ကြုတ်ပေါ်ငတ်တိုးနဲ့ငမိုကညီအကိုအရင်အောင်မောင်းနဲ့အောင်ကောင်းကလည်းညီအကိုအရင်ပဲကျုပ်တို့အလုံးကအတန်းပြင်းတော့ဟုတ်တိပတ်တိမတက်ကြအောင်ဒါပေမဲ့တေရဲတဲ့တက်ရဲတဲ့တေရဲတက်ရဲလို့တော်ရဲရကျုပ်တို့ခေါင်းဆောင်ကြီးကကျုပ်တို့ငါ့ကိုအထူးလက်သက်မွေးထားရလိမ့်ဗျာကျုပ်တို့တော်ရဲမှာ ကိုရိုင်းအောင်ဖွဲဆိုတာတီးတန့်ရှိပါသေးရဲ့ဒီအဖွဲတွေကို သူ့ဒေတာနဲ့သူ နေရာချပေးထားပါတယ်သူတို့လောက်ကစရေးလှောင်ရှားမှုပဲအစိုးရတက်နေတွေ့ရင် ခြေမုံမူတိုက်ဖို့ပေါ့ကျုပ်တို့ဘွယ်ကရန်သူတရင်ပေးအမခန်ထောက်တိုင်ဆိုသူများကို လိုက်လံရှာဖွေ ဖော်ထုတ်ပြီးတော့တုတ်တင်ပေးရပါတယ်။ဘကိုးယုံမရဲ့မြက်ဝကျုံမော်ရဲ့အထက်မြမပြီးအညာဒေတာတော်တော်များများမှာတော့ကျုပ်တို့ရဲ့တောတွင်လက်နက်ကင်အဖွဲကဩစာတက်ရောက်ပါတယ်။ကျုပ်တို့ဟာတေးဆိုတေးရှင်းဆိုရှင်းပါပဲ။ကျုပ်တို့ဟာအာနာတီဆောက်မှုအချိန်ရောက်တော့ကြေးလက်တော်ရကစာတင်ကြောင်းတွေကိုစာမတင်ရဘူးလို့အမိန့်ထုတ်လို့စာတင်ကြောင်းတွေကိုပိတ်ပစ်လိုက်ပါတယ်။ ပြည့်စုံမဲ့လူရန်စားများပြီးတပြေးတည်းငယ်ရှိနေဖို့လိုအပ်တယ်လို့ကျုပ်တို့ရဲ့ခေါင်းဆောင်တွေညွှန်ကြားအမိန့်ထုတ်တာကိုအဲ့ဒီလိုအမိန့်ထုတ်တာကိုချစ်သွေးကောင်းဆိုတဲ့ရွာကကျောင်းဆရာကိုလူအေးဆိုသူကအာခံနေလေသူတို့ရွာကမူလာတန်းကြောင့်ကို မပိတ်ပြက်ပဲကလေးတွေကိုစားဆက်တင်နေပါတယ်အဲ့ဒါကျုပ်တို့ရဲ့အမခံကြောက်ရွံ့ချက်ကြီးကလာတဲ့င်းပို့ပါရောနဲမြတဝန်ခန့်ကောင်းဆောင် အကြီးအကျယ်ဒေါ်ဝပောက်ခဲ့ပြီးကျောင်းဆရာကိုတုတ်တင်ပြဖို့ကျုပ်တို့လက်မြွတ်၅ရောက်ကိုတာဝန်ပေးလိုက်ပါတယ် ။ခေါင်းဆောင်ကငတ်တိုးပေါ့။ငတ်တိုးကလေရက်ဆက်တဲ့နေရာမှာမရောမရှိပါဘူး။ကျုပ်တို့အားလုံးကခေါင်းဆောင်ရဲ့အုံနောက်ထဲရိုက်သွင်းထားတဲ့ပိုးချချက်များကြောင့်ခေါင်းဆောင်များရဲ့အမိတ်ခေါင်းဆောင်များရဲ့စကားခေါင်းဆောင်များရဲ့တရားဝါဒတာလင်းအမှန်လို့လေယူဆဆွဲထင်နေကြတာကို။ဒါနဲ့ညမောင်ကြီးဖြိုးဖျက်အကျော်မှာချစ်သေးကောင်းကကြောင်းစရာလူအေးဆိုသူရဲ့အင်ကိုရှောက်သွားပါတယ်။ကျုပ်တို့လည်းရှောက်သွားရောကြောင်းစရာလူအေးအံ့အားတင်နေပါတယ်။သူဖက်နေစောက်ကိုကြည့်ရောဗုဒ္ဓဝါဒတဲ့ မများတို့ဘသူတွေလဲဒါဒါဘာလို့တာလဲဗျចောင်းဆရာလူအရာမင်းလားဟုတ်ဟုတ်ပါတယ်ငါတို့ဘသူလဲဆိုတာမင်းမေးဆရာမလို့တိတ်ဆရာလည်းမလို့ငါတို့မေးတာမှတ်မှန်ဖြေမင်းဒီရွာကလေးကိုစတဲ့နေမဟုတ်လားတင်းနေစမတင်ရဘူးလို့တော်ရအမိတ်ထုတ်ထားတယ်မဟုတ်လားစမတင်ရဒီရွာကလေးတွေအသိပညာမဲ့ပြီးလူနှုံလူအားတွေဖြစ်ကုန်မှာပေါ့လူဆိုးတမျှလေးဖြစ်ကုန်မှာပေါ့ဗျာ ငါတို့ကပညာတတ်တာမလို့ချင်းဘူးအလုပ်လုပ်ညာပဲလိုချင်တယ်ပြစ်စင်းမဲ့ဝါရထူထောင်နေချိန်မှာပညာတတ်မြမွေးမြူဆောင်ရွက်လောက်ကင်ညာဟာငါတို့ဝါရကိုအာခန့်တာတော်လန့်တာပုံကန်ဆက်ချင်တာပဲကို့လူဒါကြောင့်မင်းလိုက်ခဲ့ကျုပ်ကဘဲကိုလိုက်ရမှာလဲသေးရွာဖို့ကြောင်းစရာရဲ့ဟဲဟဲဟဲဘာဘာပြောလဲကြားရကွာဆွဲခေါ်ခဲ့ကျုပ်တို့အဖွဲ့ကចောင်းစရာလူအေကိုအိမ်မောကနေစောက်ကန်ထိုးကြိတ်ပြီးဆွဲခေါ်ချလာပါတယ် မကြခင်ကြွားပြင်းကိုရောက်လာပါတယ်။ကျောင်းဆရာကတော့အတင်းရောက်ကန်နေပါတယ်။ဒီမှာငမိုးနဲ့အောင်မောင်ကကျောင်းဆရာရဲ့လက်နှစ်ဖက်ဆွဲကင်ပြီးရှက်ခိုင်းထားပါတယ်။ခက်ခမားတို့ကျုပ်ကျုပ်ကိုဘာလုပ်မှလဲ။တက်မှလေတက်မှဟာဟာဟာလှုပ်ထားလိုက်ကြအောင်ပေါ့ဗျာ။မင်းတို့လည်းပညာတတ်မဟုတ်လို့မတ်ရိုင်းနေကြ။မင်းတို့သားသမီးတွေလည်းမင်းတို့နောက်လိုက်ကြမှာပဲ။တနေ့မင်းတို့အလုံးကြဆုံး။အာ ကျောင်းဆရာစကားကိုဆုံအောင်မပြောလိုက်ရဘူးငတ်တိုးရဲ့ရိုင်းဖက်ပြောင်းဝကကြည်စံကသူ့ရင်ဝကိုဖောက်ဝင်သွားပြီးကျောင်းဆရာမြေပြင်ကိုညွတ်ကျသွားပါတယ်နောက်နေမိုးလင်းတော့ချစ်တီကုန်းရွာကမူလာလန်းဝကျောင်းလေးပြာပုံဘဝကိုရောက်သွားပါရောလေအောင်မခမည်းဆရာကြီးမကြီးကန်ရွာရွှေလူဆိုတဲ့ကောင်သွားတောက်တင်ရမယ်ဟုတ်ကဲ့ရွှေလူကမြို့ပေါ်လူကြီးတွေကိုငါတို့လှုပ်ရှားမှုတွေကိုလှုပ်ဝက်တဲ့ပို့နေရဲ့လို့ငါတို့အမခံလို့ကလာတဲ့ပို့ထားရင် ဒီနေ့ညပဲရွှေလူကိုရှင်းပြလိုက်ဟုတ်ကဲ့ဒါတာဝန်ပဲဗျဒါအမိတ်မဲကျုပ်တို့ဘွားကအမိတ်နဲ့တာဝန်ကိုငင်းဆန်ခွင့်မရှိပါဘူးပြန်လည်းမေကွန်ထုတ်ခွင့်မရှိဘူးဝေဖန်ခွင့်မရှိဘူးတော်တယ်မှာဝေဖန်ရင်သိရမှာပဲညဘက်ရောက်တော့မကြီးကန်ရွာကရွှေလူအိမ်ကိုဝိုင်းကြရောရွှေလူမရှိဘူးသူ့မိမနဲ့ကလေးညောင်ပဲရှိနေပါတယ်ရွှေလူမိမနဲ့ကလေးညောင်ကကျုပ်တို့ဖွဲ့အောင်မြင်ရောတကူလုံးတုံပြီးကြောက်ရွံ့နေပါတယ် ခေါင်းဆောင်အောင်မောင်ကမေးခွန်းပေးလိုက်ရောနင်ကရွှေလူမိမ့်မလားဟုတ်ဟုတ်ပါတယ်ရှင်နာမည်ဘယ်လိုခေါ်လဲမြမြမြရင်ပါရှင်နင်ရဲ့လင်ရွှေလူရောမမမသိပါဘူးဖြန်းအမေအမေဟေးအမေအောင်မောင်ကမြရင်ရဲ့ပါကိုရိုက်ချလိုက်တာမြရင်ပုံလက်ကိုလဲကြပြီးလူးလွတ်နေကြတယ်ဗျာကလေးမြောက်က သူတို့မျိုးဖတ်ပြီးငိုကြပါရော့တိတ်တိတ်နေစာကလေးနေအောင်မျက်ရည်လဲရွှဲဆိုနေအတန်တိတ်သွားကြရော့အောင်မောင်းကရိုင်းဖယ်တနက်ကို မောင်းတင်လိုက်ပြီးမျက်ရည်ရှင်ဝါကိုထောက်လို့မေးလိုက်ပါတယ်မျက်ရည်ရှင်ရှင်နေ့လေရွှေလူဘဲကိုသွားတယ်ဆိုတာဖွင့်ပြောရင် နေရောနေ့ကလေးနေရောအခုချက်ချင်းအသေးပဲပြောမမတမတကြပါနဲ့ရှင် ်အေးဒါဆိုပြောရွှေလူဗမာလင်ရာရာတွေကတဲတဲဟဲမှာကျင်းသေးလားဟုတ်ဟုတ်ကဲ့ပါတွားဆိုဟဲ့မြိုင်းနိုမီသားစုကန်ကောင်းပါလေဗျာအောင်မောင်းကရက်ဆက်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူးသူတို့သားမိ၃ယောက်ကိုမတက်ပြက်ကကျေးဇူးတင်ရပါမယ်ဒါနဲ့ကျုပ်တို့၅ယောက်ရာထဲရှိရာကိုထွက်လာခဲ့လိုက်ပြီးအခြေအနေကိုကြည့်နေလိုက်ကြပါတယ် ရှာတဲ့တဲကလှုပ်ရှားတာကိုမကြားရဘူး။မီးအောင်လည်းမမြင်ရဘူး။ရှာတဲ့ကိုလူ၅ယောက်ဖြတ်ပြီးဝိုင်းလိုက်ကြပါတယ်။ရွှေလူရွှေလူအောင်မောင်ကရွှေလူရဲ့နာမည်ကိုခေါ်လိုက်တဲ့အချိန်အထက်ကပြန်ထူးတာမကြားပါဘူး။ဟေးရွှေလူထပါအောင်ကွာ။တုံးလေး၅ခွခေါ်တဲ့အချိန်အတန်မကြားပါဘူး။ဒီမှာပဲဝုန်းစိုးတဲကလေးပေါက်ကနေလူတယောက်ခုန်ချလို့ပြေးတာကိုမြင်လိုက်ရပါရော့။ တေးပြီဟဲ့ပြစ်ပြစ်အာအမလေးပြအာလူတယောက်ပြက်လဲကျသွားတဲ့လွလွအော်ဟင်းညီးသွားတဲ့အောင်ကြားလိုက်ရပါတယ်အနည်းကိုတိုးသွားပြီးညက်နောက်မိနဲ့ထိုးချလိုက်တော့အသက်30ခန့်လူတို့ပေါင်လက်နဲ့အုပ်ပြီးလွလွနေပါတယ်နေရဲသွေးတွေကသူ့ပစိုးမှာရွှဲနေနေပါတယ်ဟဲ့ကောင်မင်းနာမည်ဘလို့ခေါ်လဲအမလေးပြအာအာအောင်မောင်ရဲ့ဖနောက်က ဒံယာနဲ့လူရဲ့မျက်နှာကိုထိပြီးပက်လက်လဲကျသွားပြန်ပါရောလေမင်းနာမည်ဘလို့ခေါ်လဲလို့ရွှေရွှေရွှေလူပါခမညာရွှေလူလားဟုတ်ဟုတ်အာတပင်ဝါပင်များပေါ်ကကြီးပြိုတံများနဲ့တူရွှေလူရဲ့ဘွားလည်းရာတော့ဆက်မှာပဲညီကုန်းချုပ်သွားရပါတယ်အာနာကတနက်ပြောင်းသွားမှတည်ရဲဆိုတဲ့စကားကတော်ရဲကတံမနစ်ဝေါ်ဟာရာပဲ တရရဲ့ဝင်းချင်မှာဖုန်ကြီးကြောင့်မရှိစေရဘူး။ဥရှင်ကြီးတနာမျိုးမလုံရဘူး။ရှင်ပြုရဟန်းခံမလုံရဘူး။ဖျားပွေးမလုံရဘူး။လောင်းကစားမလုံရဘူး။ကျုပ်တို့လမ်းစဉ်ကိုမဝေဖန်ရဘူး။ဆက်ကြီးကိုမမှန်ပေးရမယ်။ထမင်းထုတ်စင်အချိန်မှန်ပို့ရမယ်။ရန်သူရဲ့စည်ရေးလှူရှာမှုသတင်းမေးလာသူကိုပူပေါင်းကြရမယ်။ဆော့ဆော့ကပညာချက်တွေကိုစက်ကျင်တော့သိရမယ်။ဒါကြောင့်ဒီတိတဝင်းချင်ကိုစံများဖြင့်လင်းချင်ပေးထားကြပါလိမ့်။ ဘဒုတေတေတရဏဂုံတင်းစရာမလိုတရဏဂုံတင်းမရမယ်ဖုန်းကြီးရဟန်းလည်းမရှိရဘူးအလုံးကြောင်းအောင်ပြစ်လို့ဟိုးမြုပ်ကြီးတွေရှိရကိုပြေးကုန်ကြတာကာလကြာပကောဗျာတနေ့လဲကြာရောဖုန်းကြီးဦးတပါဟာရိုးမတောင်ချေက ရွာကလေးတရာကိုရောက်လာပါလေရောအဲ့ဒီနေရာမှာရှေးအောင်ဖျားပြက်ကြီးတစုရှိလျက်လေဖုန်းကြီးဦးကြီးကအဲ့ဒီဖျားပြက်မှာဝါတန်းငယ်လေးထုတ်ပြီးတရားကျင့်တဲ့ရွာသူရွာသားတွေကလည်း သူတို့ရွာကလေးဝင်းချင်မှာဒီလိုဖုန်ကြီးအိုကြီးတပါချက်ချပရောက်လာတော့ဝမ်းသာအရာဖြစ်ပြီးရန်အိုကြီးကြောင့်ကိုရှိသမျှဟင်းလေးစွန့်လေးပို့လူကြတာပေါ့ဒီလိုနဲ့ကိုးခွေရမယ့်နေသူတွေအပုတော့ကနဲ့နဗန်းလုံးနေရသူတွေတည်ရင်တော့တရဏကုန်တင်မင်းဖို့ဖုန်ကြီးမရှိလို့ဘဝကူးခတ်နေရသူတွေဝမ်းသာလို့မဆုံးကြပါဘူးရှင်းရောက်စိတ်တိပြက်အနီကဝါးเจ้าငယ်လေးမှဖုန်ကြီးအိုကြီးတပါကို အမိပြုတ်ပြီးသူတို့အနေဆာ ဒုက္ခအနတ္တတရားတဘောကိုကြားနာခွင့်ရပြီးဖရာသံတရားတန်ကြားလာကြပါတယ်။ဒါနကုသိုလ်အမှုကို ပြုခွင့်ရလာကြပါတယ်။ဒီသတင်းကိုတော့ကျုပ်တို့နယ်မြေခေါင်းဆောင်ကြီးကြာရောပောက်ကွဲပါလီရောကျုပ်တို့ရဲ့ဝါဒကဗုဒ္ဓရဲ့ဝါဒနဲ့ဆန့်ကျင်ဘက်ကိုခေါင်းဆောင်ကြီးကကျုပ်ကိုတီးတံခေါ်ပြီးတာဝန်တစ်ခုပေးပါလီရော။ငတ်ကျူပြားဆရာကြီးမင်းတို့အရေးကြီးတဲ့တာဝန်တစ်ခုပေးဆရာရှိရင်အမိတ်ရှိပါဆရာကြီး။ ရုံးမတောင်ချေရရွာမှာအချောင်သမားဝါရဖုန်ကြီးတစ်ပါးရောက်နေတယ်။သူကလူတွေကိုဝါရစကားပြောပြီးညာလိုက်ဖီးစာလုပ်နေ။ကြာရင်ဒီရရွာသားတွေတွေးဝေသွားနိုင်တယ်။ဒါနဲ့ငါတို့ဝါရလမ်းစဉ်ကိုရှုတ်ချလာပြီးငါတို့တနေ့ဆန့်ချင်လာနိုင်တယ်။မင်းအဲ့ဒီဖုန်ကြီးကိုအပြက်ရှင်းလိုက်။ဟုတ်ကဲ့။အထူးတပည့်ရွာသူရွာသားတွေမမြင်စေနဲ့။ဘာဖြစ်လို့လဲဆရာကြီးခင်ဗျာ။သူ့အရန်လေးစားကြတယ်။ ငါတို့လက်ချက်မှမသိစင်နဲ့ရော့ဓာယူသွားခေါင်းဆောင်ကြီးအကျုပ်ကို၆လုံးပြူတနက်တလက်နဲ့ကြည်ဆန်အစ်ဆက်ဆက်ခြောက်နောက်ပေးပါတယ်ကျုပ်ကလည်း၆လုံးပြူတနက်ကိုလှမ်းယူပြီးကြည်ခလုတ်ကိုကြည်၆တောက်တွင်းလိုက်ပါတယ်တနက်ကိုကြာခင်အင်းကြီးစုံနဲ့အသွင်းမှဖွက်လိုက်ပြီးစကန်းကနေထွက်ခက်လိုက်ပါတယ်နေဝက်ခေလောက်ခရင်နေပြီးရောရိုးမတောင်ချေအားရွာကလေးကိုရောက်ခက်လိုက်ပါတယ် ဆရာကြီးပြောတဲ့ရှေးအောင်စီတီပြတ်နဲ့ဘုန်းကြီးကျောင်းကိုလည်းစုံစမ်းမေးမြန်းရင်ရောက်သွားပါတယ်။ရွာသူရွာသားတွေကဘုန်းကြီးကျောင်းကိုစုံသားဖို့ရမြင်ရပါတယ်။တချို့ကကျောင်းရှိက အမိုက်တယောက်များကိုလှမ်းကြည့်သူကလည်းချင်းစမ်းချောင်းကရေကိုဝါဘောဝါကြည့်ရောက်ကြီးတွေနဲ့တဲပြီးစေအိုးမှာဖြည့်သူကဖြည့်အချို့ကရှေးအောင်စီတီပြတ်ဝင်ခြင်းကခြုံနဲ့ပိတ်ပေါင်းများကိုခုတ်တွေရှင်းလင်းသူကရှင်းလင်းနေကြပါတယ်။ဒီလိုနဲ့လူချင်းအောင်စောင်းလိုက်နေရတာလူတွေကလေသူတို့ရွာရှိကို အတိအထိပြန်သွားကြရောကျုပ်လည်းဝါကြောင်ဝင့်ကျင်နယ်ကို ဝင်လာလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘုန်းကြီးအိုကြီးကဆုံးစားပြီးလို့ဂုံဝကြောက်တုံးပေါ်မှာထိုင်ပြီးပတိစိတ်နေချင်းကျုပ်ကသူ့ရှေ့မှာရက်ပြီးသူ့ကိုလည်းကဲခက်နောက်ဘေးနောက်ပြီးလည်းကြည့်ရင်ကိုလို့ရမယ့်အလုပ်ကိုဘယ်လိုလုပ်ရမယ့်ဆိုတာစဉ်းစားနေုံတကားကြီးထိုင်ပါအောင်မြင်လေးနဲ့ဩစာတက်ရောက်တဲ့ဘုန်းကြီးအိုရဲ့စကားပြောတဲ့အချိန်ကျုပ်ဖြတ်ခနေဖြစ်သွားပါတယ်ထိုင်ပါ ကျုပ်ကမချမ်းဘူးသူ့မျက်နှာခရဲဆူဆူစိုက်ကြည့်နေလိုက်ပါရင်ဘုန်းကြီးအိုကြီးကကျုပ်ကိုမြစ်တာထက်အပြေးဝပါတယ်မျက်လုံးစုံနေကြည့်ပြီးဥကောက်တညင်ရဲ့လုံနေရင်ကအဖော်လဲပါလာတကူသူ့နှုတ်ကအဖော်လဲပါလာတကူလို့ပြောလို့နောက်ကျောဘက်ကိုဖြတ်ခနဲလှည့်ကြည့်လိုက်ရောဘသူမှမရှိဘူးမတွေ့ရအောင်ဘာကိစ္စသူဒီစကားပြောရတယ်လည်းမသိဘူးအဖော်အများကြီးပဲ6ယောက်တောင် ဟင်အဖေါ်ချောင်းရောက်တဲ့ကျုပ်လာတာတယောက်တည်းပါဗျာဒီညမှာသူနဲ့ကျုပ်ကလွဲပြီးဘသူမှမရှိဘူးဥစ္စာဒီမှာပဲကျုပ်ကြခင်အင်ကြီးအစုပ်တွင်ကခြောက်လုံးပြုတ်တဲ့နှက်ကိုလက်နဲ့အသာဆိုင်ရင်တဘောပေါက်သွားပါလိမ့်ဟုတ်တယ်ရှိမဟုတ်တယ်ရှိကျုပ်မှာ6ရောက်အဖေါ်လူတော့မပေါအောင်တနက်တလက်နဲ့ကြီးစံ6ရောက်တော့အဖေါ်ပါလာအမှန်ပဲလေတခါကြီးစကားမပြောတော့ဘူးလား။ကိုင်းလေ ဒါဆိုလေဒကာကြီးလှုပ်ရှားရှိတဲ့အတိုင်းလှုပ်ပါ ကျုပ်ခွင့်ပြုပါတယ်အလိုဘလို့အထိပယ်စကားပါလိဗျာသူဟာကျုပ်လို့ရမယ့်လို့ကိုသိနေလို့လားမသိဘူးလှုပ်ရှားရှိတာကိုလှုပ်ပါတဲ့ကျုပ်ခွင့်ပြုပါတယ်တဲ့အတော့ထူးဆန်းနေပါလားအိုးကျုပ်တွေ့ဝေသွားပြီနဲ့တူပါရဲ့ကျုပ်တွေ့ဝေလို့မဖြစ်ဘူးကျုပ်ဒီလိုနားဝေတိန်တော့ဥကြောင်ကြောင်ကိစ္စတွေလည်းအယုံကြည်မရှိဘူးအချိန်ဆိုင်နေလို့မဖြစ်ဘူး တော်ကြာရွာသူရွာသားတွေဝင်လာလို့မြင်သွားရင်တော့အခက် ကျုပ်ကိုကျုပ်တို့ကောင်းဆောင်က အသေးချာတာဝန်ပေးအပ်လိုက်တာဒီတာဝန်မကျေဘူးရင်ကျုပ်ကတည်ထံပေးခံရမှာဒီမှာတော့ဖုန်ကြီးအိုကြီးကမျက်လွှာချပြီးပဒီမအာယုံဝင်စားလို့တလုံးချင်းစိတ်နေရောကျုပ်ကဂျာခင်အင်းကြီးတွေကခြေလုံးပြုတ်တက်ကိုသွေးအင်းနဲ့ဆွဲထုတ်မောင်းတစ်ချက်တင်ပြီးမျက်လွှာချပဒီစိတ်နေရဲ့ဖုန်ကြီးအိုကြီးရဲ့ရင်ဝအောင်ချိန်လို့ခလုတ်ကိုအတက်အောင်ညှစ်ချလိုက်ပါတယ် တော့ဟာကိုင်းဟာအလိုလေးပြငါချက်တတိပြစ်လိုက်တာပောက်ခွဲတန်လည်းမကြရဘူးကြီးစက်တန်လည်းလုံးဝမထွက်ဘူးဘလို့ဖြစ်တာပါလဲနောက်ဆုံးတော့ပဲကြံတော့တယ်ကိုင်းသွားပြီရောဟာဟာကြောက်ကြီးခလုတ်ကိုဖွင့်ပြီးကြီးချောက်တော့ကိုစစ်စစ်လိုက်ပါတယ်ကြီးစက်ရဲ့နောက်ပိတ်လုံးဝမချိုက်ဘူးမကြိတ်နဲ့လို့နောက်တစ်ခါချောက်ချက်ပြန်ပြစ်လိုက်ပါတယ်ကြီးလုံးဝမထွက်ဘူး ကျုံရန်ကိုအံ့ဩနေရပြန်ကြီးစံတွေကအသက်ဆက်ဆက်တွေပါဘာဖြစ်လို့ကြီးမထွက်ရလဲကြီးနဲ့ပီလာတကကြီးဖုန်ကြီးအိုရဲ့နှစ်ဖြာကဂယုနာတန်မြစ်တာတန်နဲ့ပြောလိုက်တဲ့စကားကကျုပ်ကောင်းမော်ကိုမိုးချုပ်ပစ်လိုက်တယ်လို့ကျုပ်တနက်ကိုကရင်လက်တုံနေပါရဲ့ခြေနှချောင်းလေးပခန့်ချင်တော့ဘူးနှစ်ဖူးပြန်မမလည်းချွေးတိတွေစုတ်နေပြီးနောက်ဆုံးကျုပ်မြေပြင်မှာဒူးတော့ထိုင်ကြပြီးဖုန်ကြီးအိုကြီးကိုဥအချင်ချင်ချလို့ သူတော်စင်ဖုန်ကြီးဦးကြီးရဲ့ကျောင်းပရဘုတ်အတွင်းကနေဖြီးထွက်လာလိုက်ပါတယ်။ကျုပ်ပြင်းနေပါရင်နောက်ပြန်လုံးဝလက်မကြည့်ဘူး။ကျုပ်ပြာသူတော်စင်ဖုန်ကြီးဦးကြီးရှေ့မောက်ကနေအပြေးထွက်လာရင်ဘယ်ကိုပြေးရမှန်းမသိတော့ဘူး။တခုလုံးနဲ့ချွေးတွေရွှဲနေပါပြီ။ဒါနဲ့လူသူချင်းတဲ့နေရာရောက်ရောတနောက်မောင်းတင်ပြီးမိုးဘော်ထောင်ပြလိုက်တာဖျားရည်ကြီးစံ၆တောက်ရေးပောက်ခွဲတန်ဟာတောရည်တောင်ရဲ့ပဲ့တယ်စုညံသွားတာပဲဗျာ။ ကျုပ်တကောလုံးတုံနေပါပြီကျုပ်ဘလို့လုပ်ရမလဲဒီအကြောင်းကျုပ်တို့ကောင်းဆောင်ပြောရင်လေကျုပ်ကိုယူသွားပြီလို့ဝေဖန်မယ်ပြီးတော့တာဝန်မကျေပွန်ဘူးဆိုပြီးငယ်သားအလုံးရှိမှတည်ရန်စီရင်ချက်ချတော့မယ်နောက်ဆုံးကျုပ်မျိုးဝရှိရကိုဥတီလာလိုက်ပြီးနီးရရဲစခန်းကိုဝင်အကျိုးအကြောင်းပြောပြလို့လက်နက်အပ်အလင်းဝင်လိုက်တော့တယ်ဗျာတိတ်မကြလိုက်ပါဘူးဗျာတက်မတော့နဲ့ဒေသခံပြည်သူတွေရဲ့ဖြက်လေးဖြက်ထိုးစစ်ကြောင့်ဘကိုးရုံးမှာမျိုးဝကျော်မော်ရဲ့ အညာဒေတာမှာတောင်းချက်နေရဲ့မင်းမဲဆရာမြေပေါ်မြေအောင်တောင်းချက်သူအလုံးမြို့ပြုတ်ကောင်းမရော့ပြန်တေးရဲ့လူတွေတနက်ချသူချအလင်းဝသူဝင်းနဲ့အခုတော့အမောင်လောကကြီး မြူတန်ကင်းစင်သွားခဲ့ပြီလာမင်းတာခဲ့ပြီပန်းနေပွင့်ခဲ့ပြီစမ်းရည်စီတန်းဂျိုးကူတန်းကိုကြားနေရပါပြီအဲ့ဒီအရက်တွေအလုံးမှာစာတင်ကြောင်းတွေပေါ်လာပါတယ်ဖုန်ကြီးကြောင်းတွေတိဆောက်လာတယ်ကျေးစီတန်းနဲ့ဓမ္မသေးကိုကြားနေရတယ်ကလေးတွေရဲ့ခြေတန်း မိခင်တွေရဲ့တားချော်သေးဆိုတန်းဖခင်တွေရဲ့ရှားထွန်းတန်းလဲထွန်းတန်းနွားငေါက်တန်းကို ကြားနေမြင်နေရပါတယ်အလူပြောတန်းကိုကြားရတယ်မင်္ဂလာဆောင်တွေဟာတက်ဆက်ဖွင့်တန်းတချင်းတန်းများကိုဆင်ဆက်မပြတ်ကြားနေရပါတယ်တနေ့သောအခါမှာပေါ့ရုံးမတောင်ချီကရှေးအောင်ပြပြက်ရှိရာဝါတဲတော်ကြောင့်လေးစီရာကိုရန်တပါကြွလာပါတယ်ရန်ကဝါကြောင့်လေးကိုလိုက်ချပါတယ်ဝါကြောင့်လေးမရှိတော့ဘူးဝါကြောင့်လေးနေရာမှာ တစ်သားဖုံးတော်ကြီးကြောင့်ဖြစ်နေပါပြီ။ကျောင်းပေါ်မှာကိုရင်နဲ့ရဟန်းငယ်များရဲ့စာအန်တန်ကိုခတ်ကြည့်ရကြားနေရပါတယ်။ရှေးအောင်စီတီပြတ်နေရမှာထုံးဖြူဖွေးနဲ့စေတီတစုကိုလည်းတက်ပဲစွာဖူးမြင်နေရပါတယ်။ဒါနဲ့အာဂန်တုရဟန်းကအနည်းရှိအဖို့တူကို မေးကြည့်လိုက်ပါရော။တခါကြီးဖယားဟိုးလွန်ခဲ့တဲ့၄-၅နှစ်တုန်းကဒီနေရာမှာဝါးเจ้าငယ်လေးရှိခဲ့ဘူးတဲ့နော်။ မှန်ပါတယ်ဗျာပြီးတော့ဖုန်းကြီးအိုကြီးတပါရောရှိခဲ့ဘူးတယ်မဟုတ်လားရှိခဲ့ဘူးပါတယ်ဗျာဖုန်းကြီးအိုကြီးရဲ့ဘွဲ့အမေဥက္ကဏဝင်းလို့ခေါ်ပါတယ်ဗျာတောင်းချက်သူများချုပ်ငိမ့်ပြီးနည်းမြေအေးချမ်းတာရလာတော့ဖုန်းကြီးအိုကြီးဘိုးကဏဝင်းကဟောဟွာရှေးအောင်စီတီပြက်ကြီးကိုငုံပြီးအခုစီတီတက်ကိုတီထကိုးခဲ့ပါတယ်ဗျာဒါနဲ့အတူ တပည့်တော်ရွာသူရွာသားများရဲ့ဖုန်းကြီးအိုကြီး ဘိုးကနဝင်တို့ဦးစီးပူသွဲပြီးတောတက်များနဲ့ဝါးเจ้าညမှာအခုမြရတဲ့ဖုန်ကြီးအိုเจ้าကိုဆက်လုပ်ခဲ့ပါလေဖျံဒါနဲ့အတူဖုန်ကြီးအိုဘိုးကနဝင်ဟာမြို့ပေါ်ကနေရှင်ဟန်းတန်ကအရှင်သူမြတ်များပင့်ခွန်လာပြီးဒီเจ้าမှာနေထိုင်စေလို့ပရိယတိသာသနာကိုဒီရက်မှာပြန်ပွားဆောင်ရွက်ပေးခဲ့ပါလေဖျံတကားကြီးဖျံအဲ့ဒီဖုန်ကြီးအိုဘိုးကနဝင်ရောရှိသေးလားတကားကြီးရဲ့ ဥပစင်သူ့ကိုတွေးချင်လို့ပါ မရှိတော့ပါဘူးဖေဟင်မရှိတော့ဘဲကိုကြွသွားလို့တော့တကကြီးရဲ့မနစ်ကပဲပြန်လုံတော့မူသွားပါပြီဖေအိုးဖြစ်မှဖြစ်ရလိစေဒီရဲ့မြောက်ဖက်ကအုတ်ကူကလည်းတပည့်တော်တို့ကျေးဇူးရှင် သာသနာပြုဖုန်းကြီးအိုဘိုးကနဝင်ရဲ့အယုအိုအုတ်ကူပါပဲဖေဒါနဲ့အရှင်ဖေကဘဲရက်ကပါတော့ဖေဖုန်းတော်ကြီးကိုဘိုးကနဝင်နေရအောင် ရှင်ကြီးကျောင်းဝင်တိလို့ပါလားဖျားအာဂန်တုယဟန်မဖြေမိတော့ပါသူ့ရဲ့မျက်လုံးထဲမှာလွန်ခဲ့တဲ့ကာလတစ်ခုတုန်းကမျက်နှာချပြီးပတိစိတ်ကြီးရဲ့ဖုန်ကြီးအိုကြီးကိုပြန်လည်မြင်အောင်နေမိပါတယ်ဒါနဲ့အတူခြောက်လုံးပြုတ်တယ်ကြီးခြောက်တော့နဲ့ငရဲပြေရောက်မဲ့ဘွားကိုမြင်အောင်နေမိပါရင်ဖုန်ကြီးအိုကြီးရဲ့တီလာကုံတမာတိကုံတိတ်ထိကုံတို့ကြောင့်အဝေးစီငယ်ကိုဖောက်ထိုးကြရမည့်ဘေးကကင်းဝေးပြီး ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်ခဲ့သောယေတနာမြတ်သုံးပါးကိုစီးကပ်ကိုးကွယ်သောဖရာသားတော်ရဟန်းတစ်ပါးဖြစ်ခဲ့ရတဲ့လွမြောက်မှုအကြောင်းလွမြောက်မှုအကြောင်းကိုကြုံပြောင်ပြောင်းရရင်တော့ပြန်လည်မှုသွားတဲ့ဖုန်ကြီးအိုကြီးဘိုးကနဝင်ရောမျက်စိရှိကအဖို့အိုပါဘလို့များခန်းစားအောင်သွားလိုက်မိနေမသိပါလိမ့်ပြိဿများရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စိုင်းဆရာမောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ကြီ၆ထောက်နဲ့ဘိုးကနဝင်ဆိုတဲ့ ဇလန်းလေးအစားဆုံးတင်ဆက်ပေးရဖြစ်ပါရှင်ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျမချမ်းသာကြပါစေရှင်